ါရှင်။တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြပါကြပါစေရှင်။29ရက်6လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏၄ကြောင်းတိုက်ခိုက်မှုနှင့်ခဲရန်ရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝေဟင် Channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နထိုးကြီးနဲ့မလိုင်မြို့နယ်အဆက်တနေရာတို့မိထီလာလေးတက်မှတက်သောဝိုင်းတွဲဆက်ထောက်ပို့ဘုံကျဲလေရင်တစည်းဖြင့် မနက်9:55မိနစ်ခန့်အချိန်မှ10:55မိနစ်ခန့်အချိန်ထိပြောင်းဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငပ်ဖဲမျိုးနယ်တနရာတို့တရတဦးလေတပ်မှတပ်တော် Jet Fighter လေးစီးဖြင့်မနက်10:06မိနစ်10:10မိနစ်10:12မိနစ်ညနေ4:02မိနစ်ည9:50မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု5ကြိမ်ပြုလုပ်သွားခဲ့ပြီး မကွေးလေတပ်မှတသောဝိုင်းတွဲစစ်ထားဖို့ဘုံကျဲလင်ရဲ့တစီဖြင့်မနက်9:00နာရီ3မိနစ်ခန့်အချိန်မှ9:00နာရီ42မိနစ်ခန့်အချိန်ထိပြန်ဝဲကာဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ရင်းမာပင်မြို့နယ်တနရာသို့မုံရနာမခမှတသောဆက်တက်လေသည့်ဘာရာမိုတာတစီဖြင့်နေ့လယ်12:45နာရီ45မိနစ်12:49နာရီ49မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ညောင်လေးပင်မြို့တနရာသို့ တောင်ကိုလေတက်မှတ်တတော်ချက်ဖိုင်တာနှစ်စီးဖြင့်နေ့လယ်၂နာရီ၄မိနစ်၂နာရီ9မိနစ်၂နာရီ10မိနစ်ခန့်အချိန်တို့တွင် လေချောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ပေါင်မြို့နယ်တနရာသို့တရက်ဦးလေတက်မှတ်တတော်ချက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်၂နာရီ၂၄မိနစ်ခန့်အချိန်တွင် လေချောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကြောင်မဲမြို့နယ်တနရာသို့တရက်ဦးလေတက်မှတ်တတော်ချက်ဖိုင်တာနှစ်စီးဖြင့်နေ့လယ်၂နာရီ၃၂မိနစ် 2နာရီ35မိနစ်4နာရီ9မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ပြီးမိထီလာလေးတပ်မှတက်သောဝိုင်းတွဲစစ်ထားဖို့ပုံကျဲလေရင်တစ်စီးဖြင့်နေ့လယ်3နာရီ28မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကပုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဗမော်မြို့နယ်တနေရာသို့မြကျင်းနာလေတပ်မှတက်သောဂျက်ဖိုင်တာ3စီးဖြင့်ညနေ4နာရီ14မိနစ်4နာရီ23မိနစ်9နာရီ18မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။၂၈ရက်၉လ၂၀၂၅ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တရက်ဦးလေတပ်တောင်ကိုမကွေမြကြီးနာမိထီလာလေတပ်များမှဂျက်ဖိုက်တာပြန်တက်မှုအကြမ်းရေး24ချိန်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊စကိုင်းတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု20ချိန်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ မိဘပြည်သူများအနေဖြင့်အကြဖတ်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလိုစွာအပ်ပါသည်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့် လေရင်ဖြတ်တန်းတဲ့သတင်းနဲ့လေကြောင်းတိုက်ခိုက်မှုများကို သိရှိရပါကဝေဟင် Telegram Channel ဤသတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Scope တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။